ိုယ့်ရဲ့လုံမှာအမြင့်ဆုံး level ထိရောက်ဖို့ဆိုရင်ဖြည့်ထားတဲ့ဥမာလုံးရှိပါအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့စီးပွားရေးမှာအမြင့်ဆုံး level ထိရောက်နိုင်ဖို့အတွက်ဖြည့်ထားတဲ့အုံအလုံးတနည်းအားဖြင့်ဖြည့်ထားတဲ့အချက်ငါးချက်ကြောင်းပြောပြပေးသွားခြင်းပါတယ်ဒါတော့ Dairy Office CEO ဆောင်ထဲကဒီ5 buckets ကိုကျွန်တော် reference ယူပြောပြောတော့မှာဖြစ်ပါတယ်အဲ့ဒါပထမဆုံးတစ်ချက်ကပထမဆုံးအိုးတလုံးအောင်ပါလဲဆိုရင် knowledge ဖြစ်ပါတယ် သိပညာပေါ့နော်ကိုဘာတွေသိထားလဲကိုဘာတွေနားလဲထားလဲအဲကျွန်တော်အရေးကြီးပါတယ်နောက်ဒုတိယတစ်ချက်ကတော့ skill ဖြစ်ပါတယ်ကျွမ်းကျင်မှုကိုဘာတွေတက်ထားလဲကိုဘာတွေလုပ်နိုင်လဲဒီကိုရဲ့ကျွမ်းကျင်မှုပေါ့နော်အဲကျွန်တော်အထူးသဖြင့်ဒီ professional လုပ်တယ်ဆိုရင်ကိုရဲ့ skill က implant အရေးကြီးပါတယ်နောက်တတိယအချက်ကတော့ network ဖြစ်ပါတယ်ကိုရဲ့ဒီမိတ်ဆွေအပေါင်းအသင်းအတိုင်းပေါ့နော်ကိုဘယ်လိုလူတွေနဲ့တည်လဲဘယ်လိုလူတွေနဲ့မိတ်ဆွေအပေါင်းအသင်းဖြစ်နေလဲဘယ်လိုလူတွေနဲ့ ဆက်သွက်ရှိတယ်ပေါ့နော်ဒါအင်တန်ရေးကြည့်ပါတယ်ဒါပေမဲ့ကျွန်တော်စီးပွားရေးမှာဆိုရင်ဒါတော့မရှိရင်ကျွန်တော်ဘာမှလုပ်လို့မရဘူးနောက်နံပါတ်၄ချက်ကတော့ resource ဖြစ်ပါတယ်ဟိုမှာအရင်းမြစ်တွေပေါ့လေဟိုကျွန်တော်မှာဘလို့အရင်းမြစ်တွေပိုင်ဆိုင်ထားလဲဘလို့အရင်းမြစ်တွေရှိမငွေကြီးအရင်းမြက်လားကျွန်တော်တို့အချိန်အရင်းမြက်လားဟုတ်မလား professional လုပ်တယ်ဆိုရင်ကျွန်တော်တို့ကဒီ stage ခုတည်းရှိနေလို့မရအောင်ကျွန်တော်တို့အချိန်ပေးပြီးတော့လုပ်ဖို့အရေးကြီးတယ်အဲကျွန်တော်တို့စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုရင်ကိုယ်ကစီးပွားလုပ်တယ်ဆိုလို့ရှိရင်တော့ငွေကြီးအရင်းမြစ်တွေအရေးကြီးပါတယ် နောက်ဆုံးတစ်ချက်ကတော့အရေးကြီးဆုံးလို့လည်းပြောလို့ရတယ် reputation ပေါ့ကျွန်တော်တို့ရဲ့နာမည်ကောင်းတဲ့နာမည်ကောင်းတဲ့ဆိုတော့မှပဝန်ကျင်ကလူတွေနောက်တခြားသူတွေနောက်ကိုယ့်ရဲ့အတိုင်းပါပေါ့သူတို့ကိုယ့်ဘောဘလို့မြင်လဲအခုရဲ့တံပိုးဘလို့အကဲဖြတ်တယ်ကိုယ့်ရဲ့နာမည်ကောင်းတဲ့နဲ့ပတ်သက်လို့ကျွန်တော်တို့ပေးချလေးတိစောက်ပြီးကြည့်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ့်အလုံးမှာပဲဖြစ်ဖြစ်အခုရဲ့စီးပွားလုပ်ငန်းမှာဖြစ်ဖြစ်ကျွန်တော်တို့အမြင့်ဆုံး level အထိအမြင့်ဆုံးအလားအလာအထိကျွန်တော်တို့ရောင်းနိုင်ဖို့ဆိုလို့ရှိရင်ဒီငါချက် ကျွန်တော်အရေးကြီးတယ် violence ဆိုတော့ knowledge scale narwa now resources now reputation ဖြစ်ပါတယ်အားလုံးယူစစ်တယ်